ချစ်ပိတ်နဲ့တပိတ်ဒီကို၃နောက်ပိတ်နဲ့၆နောက်ပိတ်ဒီကို၁နောက်ပိတ်နဲ့၈နောက်ပိတ်ဒီကို၃နောက်ပိတ်နဲ့၆နောက်ပိတ်ဒီကိုဆိုပြီးတော့ရိုက်ခဲ့တဲ့စနစ်ကလေးအဲ့ဒီကိုတွေကို ရှိပေါင်းကိုပြိတ္တပြိတ္တသုံးကုတ္တသုံးဒီသုံးရှိပေါင်းသုံးပြိတ္ငါပြိတ္6 356ဒီ4ရှိပေါင်း6ပြိတ္တပြိတ္တ6 6ဒီ5 345ရှိပေါင်းငါပြိတ္6ပြိတ္ငါ565ဒီ6နော်3456ဆိုပြီးတော့ ထမဒီရှေ့ပိုင်းလိုက်မှာပေါ့နော်အဝါရောင်လိုက်မှာ3456လို့တစ်ဖက်ကရိုက်ပြီးတော့ဒီအနီရောင်လိုက်မှာကျတော့6543ဆိုပြီးရိုက်ခဲ့တဲ့ line လေးပေါ့နော်နှလုံးမောင်းလေး break တစ် break တစ်ဒီ6နှလုံးမောင်းသုံး break လေး break ရှစ်ဒီ9 65 နှလုံးပေါင်း၃ညပရိတ်၉ပရိတ်၅တိ၄၆၅၄နှလုံးပေါင်း၈ပရိတ်၃ပရိတ်၄တိ၃၆၅၄၃နော်တစ်ဖက်မှာက၃၄၅ခြောက်လို့ရိုက်ပြီးတော့နော်တစ်ဖက်မှာက၆၅၄၃ဆိုပြီးတော့ရိုက်ခဲ့ပါတယ် 3 4 5 6နဲ့6 5 4 3ဆိုတာဒါကိုဖြစ်ချင်း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 တွေကိုပြန်ဖြည့်ရိုက်တာအဲအဲ့ဒီကိုဖြစ်ချင်းတွေကကျွန်တော်ပြခဲ့တဲ့ဒီနောက်ပိတ်နှလုံးပေါင်းကို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  ဖြည့်ရိုက်ခဲ့တဲ့စနစ်ပေါ့နော်အဲ့တော့မှာဆိုရင်ဒီမှာကျွန်တော်တို့ဒီ9 9ရှစ်မှာနော်ဒါပရိနှစ်ဒီလိုင်းရနေ6လား6လေး5 3ဆိုတဲ့ဖြစ်စဉ်နဲ့ပရိနှစ်ရခဲ့တဲ့လိုင်းပေါ့အဲ့တော့မှာဆိုရင်တို့ဒီ3လေးပေါင်းတော့ခွန်ခွန်ရဲ့ပါပါနှစ်တလေးခွန်ဒီနှစ်ဆိုပြီးတော့လုံးမိုင်တစ်လုံးနဲ့ ပရိင္နဲ့ကျွန်တော်တို့ပေါက်ခဲ့တဲ့လိုင်းပေါ့နော်ကိုငါပေါင်းတော့လေးလေးပါပါကိုဒါ6 5 7ကိုပေါ့နော်လုံးမိုင်နဲ့ကိုနှစ်ပေါင်းတော့တစ်တစ်ပါပါ6 8နှစ်6ဒီ6 6 8ပေါင်းတော့လေးလေးပါပါဒီကို6 8 5ဒီကိုဆိုပြီးတော့ငါလုံးမိုင်နဲ့ပရိင္နဲ့ဆိုပြီးတော့ ကျွန်တော်မန်မာကိုဒီတစိုက်သေးပဲတင်ပြီးမန်မာကိုထုတ်လိုက်တာပေါ့နော်။ငါလုံးမိုင်နဲ့ပရိတ်နှစ်ဒါမန်မာအောင်ခဲ့တဲ့ line ပေါ့။အဲ့ဒီ line ကအခုကကျွန်တော်ရိုက်ပြတဲ့အတိုင်းပဲ။ရှစ်တက်ပေါင်းတော့ကို36ပေါင်းတော့ကို18ပေါင်းတော့ကို36ပေါင်းတော့ကိုဒီနောက်ပိတ်နှလုံးရဲ့ပေါင်းလက်၉၄ကိုတစ်ဖက်က3 4 5 6လို့ရိုက်ပြီးတစ်ဖက်က 6543လို့ရိုက်ပြီးတော့ကို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 နဲ့ဖြီးွားပြီဖြီးွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာခုကရောက်ကတ်ကဒီကိုရောက်နေပါပြီနော်ဒါရောက်ကတ်ဒါရောက်ကတ်ဒါရောက်ကတ်ပဲနော်အခုကလည်းကိုးတွေကိုကျွန်တော်တို့ကပြန်ဖြီးမှာနော်ကိုးတွေကိုပြန်ဖြီးဖို့အတွက် နှလုံးပေါင်းလေးပြိဋိတ်ပြိဋိတ်သည်6အဲ့ဒီ6ကိုဒီက4ရယ်9ရယ်ရယ်6ဆိုပြီးတော့ပြန်ဖြေလိုက်မယ်နော်6ပြီးတော့9ပေါ့နှလုံးပေါင်းသောပြိဋိတ်လေးပြိဋိတ်ရှိသည်9အဲ့ဒီ9ကို3တုံညာနှစ်သည်9ဆိုပြီးတော့ပြန်ဖြေလိုက်မယ်6 9ပြီးတော့4ပေါ့နော် နှလုံးပေါင်း၃ညာပြိတ်ကိုပြိတ်ငါးသည်၄အဲ့ဒီ၄ကို၄ရဲ့၄ရဲ့၆ရဲ့သည်၄ဆိုပြီးတော့ပြန်ဖြီလိုက်မယ်၆၅၄ပြီးတော့၃ပေါ့နော်နှလုံးပေါင်း၈ပြိတ်၃ပြိတ်၄သည်၃အဲ့ဒီ၃ကို၃ညာရဲ့၁ရဲ့၂ရဲ့မှ၃မှာနှစ်လုံးမှာနှစ်နောက်ပိတ်ပေါ့နော်6543ကို6543နဲ့ပြန်ဖြီဖို့အတွက် လေးခွန်၅ဒီ၆၃၃ညာနေဒီ၅၆၅၄၄၆ဒီ၄၆၅၄၃ညာ၁နှစ်ဒီ၃၆၅၄၃ဘောနော်ချောင်းကလေ၃ကိုတစ်ဖက်က၃၄၅၆လို့အွာလိုင်းရိုက်တာဟုတ်။အ၃၄၅၆ကိုရောဖြည်သလားဆိုကျွန်တော်တို့ကြည့်ကြည့်အောင်နော်။ဒီရှေ့ရေနော်နောက်ပေါင်း၆ရေ ရှစ်ချောင်းဘောနော်ဒီကကိုးခါလေးရရှစ်ရနောက်ပေါင်းချောင်းလေးကိုးခါလေးရရှစ်ချောင်းကိုဒီသုံးလို့သူဖြီးနေတယ်နော်သုံးပြီးတော့လေးလာသလားဘောနော်ခွန်ရနောက်ပေါင်းနေခွန်နဲ့ငါးခါလေးခွန်နဲ့ငါးဆိုတော့လေးလာတယ်နော်သုံးပြီးတော့လေးလေးပြီးတော့ငါးလို့လာသလားဘောနော်6ရနောက်နှလုံးပေါင်းလေးရ6လေး လေတိုင်းရ9ရေ645ဆိုတော့လေ9လို့လာတာပဲ345လို့ဖြီးတာပဲเนาะ345လို့ဖြီးတာပဲကျွန်တော်တို့ကတခါ3456ဆိုတဲ့လိုင်းက6လှည့်ကိုရောက်နေပြီ6လှည့်ကိုရောက်နေပြီဆိုတော့ဒီမှာတဒီမှာနောက်ပေါင်းခွန်တခွန်ဒီမှာ6ရှစ်ခါတဲ့ရေနောက်ပေါင်းခွန်ရေရှစ်ခါရေတခွန်ရှစ်မှာ6လို့ဖြစ်မှာ 3 4 5 6လို့ဖြည့်မယ်ဆိုရင်8ခန်းပါဘုနော်နောက်ဗုဒ္ဓမာရိုက်ခဲ့တဲ့3 4 5 6ဆိုတဲ့မူကလည်းဖြည့်နေတယ်6 5 4 3ဆိုတာလည်းဖြည့်နေတယ်အဲ့ဆိုရင်နော်7နောက်ပေါင်း6ကိုခါ7 6ကိုဒီ3ခွန်နောက်ပေါင်းနဲ့9ခါခွန်နဲ့9ဒီ4 3 4 6နောက်ပေါင်း4 လဲတိုင်း9 645ဒီ9 345တဲ့နောက်ပေါင်းခွန်လဲတိုင်း8 1ခွန်8ဒီ6 345 6ဆိုပြီးနေတယ်နော်8ခါ6 543ဆိုတာကရော၄ခွန်5ဒီ6 3 3 2ဒီ9လေးလေး6ဒီလေး65 4 3 1ဒီ3 65 4 3ဆိုတာလည်းဖြီးနေတယ်အဲဒါဆို65 4 3လို့ဖြီးဘူးอ่ะနှစ်နောက်ပိတ် 3 4 5 6လို့ဖြီးဖို့က8ခါ8ခါနဲ့နှစ်နောက်ပိတ်เนาะဒီ line ကိုကြော်ပြီးတော့ကျွန်တော်တအားကြီးထိုးမှာမဟုတ်ပါဘူးเนาะဒီ line ကိုကြိုက် line အနေနဲ့ထိုးပါမယ်အဲ့မှာအမ် break ကတော့လွဲတတ်တယ်เนาะ break လွဲတတ်လို့ရှင်းတဲ့အတွဲကို10ခွဲထိုးမှာ ဒီလိုင်းရပေးခဲ့ရင်စိတ်ချလက်ချပေါက်မှာကျွန်တော်အနေနဲ့ရွေးပြေးရွေးပေးမယ်ဆိုရင်6နှစ်နဲ့3ည7နှစ်ကိုရွေးပေးလိုက်ပါတယ်ကျွန်တော်အနေနဲ့10ခွေတလုံးထိုးมาပါเนาะဟုတ်ကျွန်တော်မင်းတတ်တာပါ